ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာကြိုဆိုလိုက်ပါရစေ။ကျွန်တော်အနေနဲ့ Train မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာရောက်ရှိဖြစ်တဲ့နေရာတွေအကြောင်းကိုကျွန်တော်လေ့လာထားတာတွေနဲ့ပေါင်းစပ်မျှဝေပေးနေတာဖြစ်ပါတယ်။အခု episode 80ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့မျှဝေသွားမှာကပြည်ဦးနယ်မြို့မှာထိုင်ပစ်ခဲ့တဲ့ Coffee Sign လေးတွေရဲ့မြင်ကွင်းအချို့ပြီးရင်တော့သွားရောက်လေ့လာဖြစ်ခဲ့တဲ့ Coffee ဥယျာဉ် အဲ့ဒီမြင်ကွင်းတွေကိုညဝေပြီးသွားမှာဖြစ်ပါတယ်ဒါဟာ around ပြည်ဦးလွင်ရဲ့အပိုင်း23လဲဖြစ်ပါတယ်ပြည်ဦးလွင်မြို့နဲ့ပတ်သက်လို့ကျွန်တော်တို့ညဝေခဲ့တဲ့အပိုင်း23ဘိုင်းမြောက်ဖြစ်ပါတယ်အရှင်ဆုံးကတော့ကျွန်တော်တို့ဒီ coffee sign လေးဒါကပြည်ဦးလွင်မြို့အဝင်လမ်းမတိုင်းရှိတာမန္တလေးလားရှိုးလမ်းမကြီးပေါ်လို့ပြောမှာပေါ့ပြည်ဦးလွင်ဝင်ဝင်ချင်းပါတယ်ဒီ sign လေးရှိတယ်ဒါကအတွင်ပိုင်းတွေ့ရတဲ့မြင်ကွင်း အဲ့ဒီမှာဒါတူတူအပြင်ဆင်လေးတွေကဒီလိုပုံစံမျိုးလေးအဲဘယ်လိုပြောရမလဲလူကြီးသူမတွေနဲ့ထိုင်ရင်လည်းအဆင်ပြေတယ်အာလူငယ်လူလက်တွေအတွက်လည်းမဆိုးဘူးပေါ့ဒီလိုပုံစံမျိုးလေးလက်မကြီးပေးပါတယ်ရှိတယ်သွားလို့လာလို့လည်းလွယ်တယ်ထိုင်လို့လည်းကောင်းတဲ့ဆိုင်လေးဗျဆိုင်ရဲ့အခင်းချင်းကတော့ယူယူရှင်းရှင်းလေးပဲ တော့ကြစီရပဲပြီးတော့ဒီမှာကဟိုကရှိတယ်စာအုပ်လေးတွေရှိတယ်ဒီမှာအကိုဖက်ချင်တဲ့စာအုပ်လေးယူဖက်ဖို့အတွက်စာအုပ်စင်လေးထားပြီးထားတယ်ကော်ဖီဆိုင်နဲ့စာအုပ်စင်ဆိုတာတကယ်တော့အင်မတန်လိုက်ဖက်တဲ့အတွေ့အကြုံ Okay အအခုကထိုင်ဖို့နေရာယူရဒီနေရာလေးမှာထိုင်မယ်တယောက်တည်းလာတာပြုံးနေနေလေခင်အရာတာလေးကိုလွတ်လွတ်လပ်လပ်ခံစားဖို့ ဆိုတော့အထက်မှာ air con နဲ့စားလို့ရှိရင်အပြင်တဘောကလေလေးကိုပို့သဘောချလို့ဒီနေရာလေးကအာအင်းရပြီးတော့ပြင်းပြင်းမဟုတ်ဘဲနဲ့ဟိုတိုက်တယ်ဆိုုံလေးတိုက်နေတဲ့လေပြေလေးပြီးတော့ဒီလိုမျိုးအဆောက်အဦကအာရှေးဆန်တဲ့ပုံစံအသွင်ပြင်လေးနဲ့ တအားအဆင်ပြေတယ်ဆင်ဒွစ်မှားတာလေတဘောကြစရာနေကသူဆင်ဒွစ်လေးကိုကြည့်လိုက်အာဘယ်လိုပြောရမလဲ grey ပုံစံမျိုးလေးဖြစ်နေတယ်အဲ့ဒါလေးကတဘောကြစရာလေးပဲ ဒီနေရာလေးကနေထိုင်ရင်လည်းဟိုးအပြင်ကိုလည်းလမ်းမြင်ရတယ်။ကော်ဖီလည်းရောက်လာပြီ။စောင်းစင်ရယူထားတဲ့စောင်းတုပ်လည်းရှိနေတယ်။ အေဂျင်စိတ်ငြိမ်စွာခံစားတတ်သူတွေအဖို့ပြင်းလွင်ရဲ့နေ့လေခင်းမှာကော်ဖီဆိုင်မှာဒီလိုဖြတ်တန်းရတဲ့အရာတာကတကယ်ကိုပါဖက်ပဲတော့ကမှအဲ့လိုမျိုးဟာဆန္ဒရှိတဲ့အတိုင်းစိတ်လွတ်ကိုလိုလေးနေလိုက်ရတဲ့တည်ငါလေးကတအားကိုတတ်မှုရှိတယ် โอเคပြန်ထွက်လာပြီဟိုနာကင်မရာရိုက်ချက်လေးနည်းနည်းရမ်းသွားတာလေဟိုအခြားသူတွေရဲ့မျက်နှာတွေနဲ့မျက်နှာချင်းဆိုင်မျိုးဖြစ်နေရောအားနာလို့ဗျာโอเคကော်ဖီတောက်ပြီးသွားပြီဆိုတော့ကော်ဖီချန်ကော်ဖီချန်ပြင်ဦးလင်ကော်ဖီချန်ကိုသွားမယ်အနီရောင်လေးဝိုင်းထားတဲ့နေရာဟိုအစိမ်းကပြင်ဦးလင်အဝင်ဆိုင်ပုံနေရာဆိုတော့ဒီပြင်ဦးလင်ဝင်လမ်းပေါ်ပါပဲဒီနေရာလေးမှာပဲရှိတာညာဘက်ချမ်းမှာရှိတယ်အတိတ်တိုင်းပဲဝင်လာလို့ရှိရင်လေဆိုင်ဘုတ်အကြီးကြီးနဲ့သူ့ဧရိယာကဒီလောက်လောက်ကြီးတယ်ကြီးလိုက်နင်းနင်းနုံနုံဧရိယာတော့မဟုတ်ဘူးโอเคဒီမှာဒီမှာ ဒီအဝင်ဝလေးဒီဆိုင်ဖို့လေးအဲ့မှာရေးထားတယ်ဘယ်သူမဆိုဝင်ရောက်ပြီးအခမဲ့အနာယူအပန်းဖြေနိုင်ပါသည်ဆိုပြီးတော့မိသားစုလိုက်ပဲလာလာလူဘလောက်ပဲလာလာသူကအထက်မှာအကျယ်ကြီးပဲနေရာကလည်း အဘယ်လိုပြောရမလဲ entertainment ဆိုတာလည်း relax ဆုံလို့ပြောရမှာပေါ့ entertainment ဆိုတာလည်း relax ဆုံလေးပေါ့အမိသားစုလိုက်လာပြီးတော့အနားယူရမယ်အာစားကြတောက်ကြမယ်အဲဒီလိုမျိုးလေးတွေကအစအရင်အဆင်ပြေတဲ့နေရာကားလေးနဲ့လာတယ်ပြင်လို့မရောက်ခင်ထမင်းဟောပါလာတဲ့ထမင်းချိုင်ဘာညာလဲဝင်စားကျင်တယ်ဆိုလဲဒီထဲမှာဝင်စားပေါ့ very good ဒါကသူ့လမ်းညွန်လေးတွေဒီမှာပြီးတော့ရင်ကျွန်တော်တို့အထဲကိုလိုက်ကြည့်မယ် အဲ့ဒီထဲကရှုခင်းလေးတွေကိုလိုက်ကြည့်ရင်ねကော်ဖီနဲ့ပတ်သက်လို့အာဘုဒ္ဓရစီဟာအကြောင်းလေးကျွန်တော်တို့လေ့လာထားတာလေးနည်းနည်းမျှဝေမယ်နော်ခီးသွားတွေတအားများတဲ့ຢာဒီတွေဆိုလို့ရှိရင်တော့အထဲမှာလည်းဆိုင်အချို့ရှိကောင်းရှိလိမ့်မယ်တကယ်ကို စိတ်ကိုအေးချမ်းနေအောင်နားချင်ရင်ဒီလိုတပင်ကြီးတွေအောက်မှာတကယ်အေးချမ်းချမ်းနေချင်ရင်ဒါမှမဟုတ်စာအုပ်လေးတွေယူလာပြီးတော့လွတ်လွတ်လပ်လပ်ဖတ်ချင်ရင်တကယ်ကိုကောင်းတဲ့နေရာလေး โอเคရှုခင်းလေးတွေကြည်ရင်လည်းကော်ဖီအကြောင်းနည်းနည်းပြောပြပါကော်ဖီကိုကျွန်တော်တို့ထင်ထားတဲ့ပထမဆုံးစတောက်တဲ့နိုင်ငံကျွန်တော်ထင်တာမျိုးမဟုတ်ပဲねပထမဆုံးကော်ဖီကို900စုတည်းကစပြီးတောက်သုံးတဲ့နိုင်ငံကအီသီယိုးပီးယားနိုင်ငံ ਨੇ အာပြီးတော့16ရာစုလောက်ရောက်တဲ့အချိန်ကျတော့မှကဘာတော်မှာအာရီဗျဝိုင်းဆိုပြီးရေပန်းစားလာတာ ။ကမ္ဘာပေါ်မှာ Arabica coffee ဈေးကို80ရာခိုင်နှုန်းအသုံးပြုလေ။ Robusta coffee ဈေးကကြတော့အသုံးနေတယ်။ဒါပေမဲ့အခါတက်များပြီးကဖိန်းတက်နှစ်ဆရှိတာကြောင့်မလို့ပိုနှစ်သက်ကြတယ်။ကဘာပေါ်မှာကုန်သွယ်မှုအများဆုံးထုတ်ကုန်ကရေနံဖြစ်ပြီးဒုတိယအများဆုံးက coffee ီကော်ဖီနဲ့ပတ်သက်လို့အပြည့်ပြည့်ဆိုင်ရာကော်ဖီနေ့ဆိုတာရှိတယ်။အဲ့ဒါအောက်တိုဘာ၁ရက်နေ့ International Coffee Day လို့သတ်မှတ်ထားတယ်။ဘယ်တော့မှလဲဆိုတော့2015အောက်တိုဘာ၁ရက်မှာစပြီးသတ်မှတ်တာ။အီတလီနိုင်ငံမြောက်ပိုင်းမီလန်မြို့မှာကမ္ဘာပထမဆုံးအပြည့်ပြည့်ဆိုင်ရာကော်ဖီနေ့စတင်သတ်မှတ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ ေးရလဲနော်2022မှာနေမဲ့ coffee ဈေးတန်ကို million dollar 9000လောက်ပေါက်ဈေးရှိတယ်လို့သိရတယ်ဒီနေရာလေးနေဆိုကြည့်အာဒီလိုရေကန်လေးနဲ့တုံးကဘေးပတ်ဝန်းကျင်ကဒီလိုပုံစံလေးတွေနဲ့အာဒါတွေကအဲ့ဒီမှာတလားဒီမှာဒီမှာကျွန်တော်တို့တော့နေပြဿနာရှိတယ်ကျွန်တော်တို့သိတဲ့ဝတ္တချပင်နဲ့ဒီကာရိုမီပင်နဲ့ကအတူတူလား ဘလို့လဲမသိဝတ္တချပြီအောင်ခါတော့မီလို့ခေါ်တာလားအဲ့လိုလားတည်တဲ့လူရှင်းတော့ကျွန်တော်တို့နည်းနည်းဝိုင်းရှင်းပြီဟုတ်อ่าดีมาก็งาลีนี่ก็ชื่อเด้ล่ะโหมาชวยงาอึกสุဝင်นี่ล่ะบลูล่ะไอ้หลอหามิอหลามวยงากูดีแท้ๆน่ะอะเด่นเนี่ย ချောင်းချောင်းခီးမသွားဖြစ်သေးတဲ့လူတွေရဲ့အချောင်းချောင်းဒီနေရာကိုမရောက်ဖြစ်သေးတဲ့လူတွေရဲ့အဖို့တစ်ခါတလေကြားလို့ရှိရင်အေးချမ်းချမ်းလေးအာစိတ်လက်အနားယူနေဆိုလို့ရှိရင်လောလောဆယ်မရောက်သေးခင်ဒီမြင်ကွင်းလေးတွေကြည့်ပြီးအရင်အနားယူလို့ရအောင်လို့ လမ်းညွန်လေးတွေရှိတယ်။ဆက်တဘူးတော့လည်းရှိတယ်။အဲ့ဒီဟိုအပင်ကတော့ဆက်တဘူးပင်လေထင်တယ်။ဒီတဲကိုရောက်လို့ရှိရင်ဘာပဲပြောပြောလမ်းလေးလေးရှောက်ဖြစ်သွားတာပေါ့။နိုင်ဝဲလောက်ရှောက်ဖြစ်တယ်ဆိုရင်တော့ကျမကြီးတို့အတော်လေးအထောက်အကူပြုသွားပြီလေ။ ကော်ဖီဘင်းတွေကအခုလိုမျိုးဒီလိုမျိုးအရေးရပဲနေရဲ့အောက်မှာစိုက်တာကအာတတူရဲ့တတ်မှတ်ချက်ပေါ့အချို့တွေဆိုလို့ရှိရင်အဲ့ခုနဝတ်တချဘင်းအောက်မှာစိုက်တဲ့ကော်ဖီဘင်းကပို့ပြီးတော့ကောင်းတယ်လို့ပြောကြတယ်ဗျတကယ်တဘာဝရေကြတဲ့နေပြီနဲ့ လုံးဝကြီးနေတယ်အာမြန်မာနိုင်ငံကတော့ကော်ဖီကိုဆွစ်ဇာလန်ထိုင်ဝမ်တရုတ်ထိုင်အမေရိကန်ဒူဘိုင်းပြည်တိုင်အိုက်စ်လန်တောင်ကိုရီးယားဂျပန်နဲ့ဂျာမနီကိုတင်ပို့တယ်လို့ပြောတယ်ဗျကျွန်တော်ကမှတော့မနေ့တိုင်းပြင်ဦးလွင်ရှမ်းပြည်နယ်မှာအများဆုံးစိုက်တယ်လို့ဆိုပါတယ်ပြင်ဦးလွင်ဒေသကတော့ကော်ဖီစိုက်ပြုံးမှုအများဆုံးဒေသလို့သိရပါတယ် 2020မှာတော့ coffee site ကတထောင်လောက်ရှိတယ်လို့ဆိုပါတယ်။ coffee ကယောဂပိုးမွားတွေကိုတိုက်ဖြတ်ကာကွယ်ပေးနိုင်တဲ့ခန္ဓာကိုယ်အကျိုးပြုတက်တိုးဆန့်ကျင်ပစ္စည်း antioxidant ဗာရတဲ့သတ္တုများစွာပါဝင်တယ်လို့ဆိုပါတယ်။ကနဂိုရီစီလောင်ကျွမ်းမှုကိုကော်ဖီကအပိကူညီတယ် အသေးကိုအားကောင်းစေတယ်။ပါကစ္စတန်လို့ခေါ်တဲ့အသက်ကြီးလို့ခြေတုံလက်တုံဖြစ်တဲ့ယောဂနဲ့အယ်ဇိုင်းမားယောဂကိုဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်တယ်။ Okay ဒီမှာဒီရေခံကြီးဆိုလို့ရှိရင်ဒါကသူကဒီအတွဲမှာရှိနေတဲ့ဂုံးမြင့်မှာရှိနေတာ။ဟိုအောက်ခြေမှာကအခုနနေရာလေးဒါရေဒီရေခံကအမြင့်နေရာလေးမှာရှိနေတဲ့နေရာလေး။သူကကြည့်ကြည်နေတဲ့နေရာလေး။မိုင်းရေကတော့ရေသေးဆိုတော့ဆင်းမစော့တာတို့ဘာလို့တော့ကောင်းမယ်ဗျ။ ဒီဘက်မှာပထမတော့ကြည့်မလို့ကျွန်တော်ဟိုးချိန်မှာတက်တန်းရှိညောင်မင်းကြီးရှိတယ်ဆိုလို့ဒါပေမဲ့တော်တော်ဝေးသေးတယ်ထင်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်တို့အာဒီနားလေးတွေမဲ့ကြည့်ပြီးတော့ပြန်လှည့်မလို့ coffee sick coffee sick သူကသွေးထဲမှာရှိနေတဲ့ fatty acid ပမာဏကိုတိုးွားစေပြီးတော့တဲ့သူကကိုလက်နာကျင်ကခဲတာတွေကိုလည်းတက်တာစေရလို့ပြောတယ်ဗျာ ကော်ဖီတောက်ပြီးစိတ်ကိုလန်းဆန်းစေတယ်တဲ့อืมထုံးစံအတိုင်းပဲဒီလိုပတ်ဝန်းကျင်နဲ့ဒီလိုမြင်ကွင်းနဲ့ဆိုတော့ meet out written ဆရာတာယာမင်းဝင်ရဲ့ meet out written တွေကစာလေးတွေဟိုတကြောင်ဒီတကြောင်တတိယမိပြန်ရော အဲ့ဒီလိုနဲ့ပဲငါပြန်လဲချီနှောင်ခဲ့ပါမယ်ချစ်တော်ဖဲချိုးပါလေးရဲ့ညံ့တယ်လို့ပဲလက်ညှိုးထိုးပြီးပြောလိုက်ပါတော့ဒီလိုနဲ့မိုးကိုစက်မြောက်ထားတဲ့မမီနိုင်သောကမ်းလက်တွေဟာဟိုးရုံးကလိုပဲမြေမုံတွေစွန့်တဲလျက်ပါပဲလေထိတ်ထားရင် ဖြစ်နိုင်မယ်ဆိုရင် နန်းသုံးအခရာနဲ့ခြေမုံနစ်နာမည်လေးစာသုံးလုံးကိုစီရီတီကုန်းပေးခြင်းရဲ့ဟေးငါပြောမယ်အစ်စ်တိန်ခိုးတို့မုတ်တုံကိုနှိုးပါဒီလူဆိုးအတွက်လဲမိုးချမ်းတို့တဆက်တဆက်ရွာပါမထိုက်တန်သူဆိုတာလွင်ပြောရမှာပဲလीလင်းကြီးလေးငါချစ်ရတဲ့ကဘာရဲ့ထိတ်ထားကိုသူ့ဆန်ွယ်ကလေးတွေဖွာကနေလွင်ဝဲသွားရုံတစ်ချက်လောက်ပုံတီးတိုက်ခိုက်ပြီးပါ လေထဲမှာဖွာကျဲလှပနေရှာမဲ့သူ့ရဲ့ဂီတာဆန်များကိုအဝေးကနေရှိုင်မွေးလွှတ်စုပြရစေဦးနော်ပြန်ထွက်လာပြီ။ Okay, နောက်ကဗီဇန်ဆိုင်ပြမယ်။ဒီနေရာလေးကအာအခုဒီမှာဒီဆိုင်လေး ဟိုအဝိုင်းလေးကအဲ့ဒါဘယ်နေရာလဲဆိုတော့ကန်တော်ရွတ်သွားတဲ့အဝိုင်းအဝိုင်းကနေပြီးတော့အမြို့တဲ့ဘက်ကနေလာညာဘက်ကိုထွက်လာမယ်နေရာဒီဆိုင်နေရာလေး lower coffee ဆိုင်လို့ပြောလို့ရတယ်အ breakfast ရတယ်ဒါပေမဲ့ breakfast ကဘယ်လိုမျိုးလဲဆိုတော့အဒီလိုမှဟိုပါအတုတ်တို့နောက်ကျန်တဲ့စားပွဲစုံမရဘူးလို့ပြောရမှာပါ သို့တော့ကော်ဖီရမယ် European food ဆန်ဆန်လေး style လေးအဲ့လိုလေးရမယ်အဓိကကော်ဖီရောင်းတယ်ကျန်တဲ့ဟာလေးကြီးလည်းသူနဲ့ like ဖက်တဲ့ဟာလေးကြီးရှိတယ်အပပပပလေးနဲ့ကော်ဖီတီးတဲ့လေးထိုင်ပြီးစကားလေးပြောမယ်ဟေးအဲ့လိုမျိုးဆိုရင်တော့အတော်လေးအဆင်ပြေတဲ့ဆိုင်သူဆိုင်ဖွဲ့စည်းပုံဒီလိုမျိုးလေးကော်ဖီမာထားတယ်ကော်ဖီရောက်ပြီဟို ဘာသာပြန်ကပြားလေးတပုတ်တောင်ရှိသေးတယ်လေဘာလဲအာကော်ဖီကိုအရင်တောက်ပါပြီးတော့မှအသက်ရှူပါဆိုလားအဲ့ကပြားလေးတော့တတိယသေးဒီမှာပေါမုံကျောက်ကျော်ကော်ဖီနဲ့အာဒီလိုမျိုးမနက်ခင်ကလည်းဘာလဲပြောပြောစိတ်ကိုကြည်နူးစေတဲ့မနက်ခင်မျိုးပေါ့သူ့ရဲ့အပြင်အစင်ကအာအများကြီးဟိုရှုပ်ရှက်ခန့်နေပြီးတော့အဲ့လိုမျိုးမဟုတ်ဘူးရှင်းရှင်းလင်းလင်းလေးနဲ့စားပွဲရာကလည်းဒီလိုမျိုး ီ coffee service ရင်ဒါ site နဲ့ရတယ်ကုလူချင်းနဲ့ site မှာလို့ရတယ်ပေါ့ဒီမှာဒါက signature coffee မြန်မာ signature coffee ဟိုမှာ store site လေးရှိတယ်ဒီမှာသူကဘာတွေရောင်းလဲဆိုတော့အဓိကတော့ဟိုပါပေါ့စားစရာပေါ့ဒါလေးတွေရောင်းတယ်ဒီလိုမျိုး ဆိုင်ခက်သေးသေးပဲဒါပေမဲ့စားစရာတော်တော်အဆိုးပေါ့အဆုံအလင်းလေးရှိတယ်ပေါ့ဒီလိုမျိုးလေးကျွန်တော်ဟိုစီဇန်တော့ပါလို့အဲ့လိုပုံစံမျိုးဖြစ်မှာပေါ့နော်အဲ့လိုမျိုးပေါ့ဒီကမုန့်လေးနဲ့အခုနကော်ဖီနဲ့ဆိုလဲအဆင်ပြေတယ်ပေါ့โอเคအဲ့ဒီကနေလေပြန်ထွက်လာပြီ ဟုတ်ကဲ့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေပေးနေမှုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ